ကေးမင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီ။ကျွန်တော် beginner အနေနဲ့ကျွန်တော်တို့ဒီမှာကြည့်တဆင်ချင်းပဲသွားနေပြီနော်။ပရင်တစ်ခေါက်ကကျွန်တော်တို့ပါရော initial value တွေပေါ့။ဒါဆိုရင် program လှမ်းပြီးတော့ run လိုက်တာနဲ့ initial initial တခါတည်းဒီကပျောက်ပျောက်လေးတန်းတက်တာဒီကောင်းတက်စေ။ဒီကကျွန်တော်တို့ dynamic ပုံစံနေလို့တော့ clone နှိပ်လိုက်တာနဲ့ကျွန်တော်တို့ပါလုံးပါလေ။ပြောင်းသွားမှာ။ပြောင်းသွားမှာဆိုရင်တို့က function လေးတစ်ခုဗန်တီးလိုက်မယ်။ df i ဗန်တီးရတဲ့ function ကိုပြန်မှသွားပြီးတော့ access လုပ်မယ်လေ။ BDM မှာသွားပြီးတော့ access လုပ်ဟုတ်လားအစီအစဉ်တိုင်းလေးပဲနော် program စီစဉ်တိုင်းလေးပဲအဲ့လိုလေးလောရတယ်ဒါ program ပေါက်စောနောက်တော့ရှေ့ပါဟောအသေးမွှားလေးဟုတ်လား DF ကျွန်တော်အဲ lottery pick ဆိုတော့ PNCK pick လို့ပဲပြောရမှာ pick function pick function လောက်လိုက်ရင်တော့ဘာလုပ်မှာလဲ pick function ကိုနှိပ်လိုက်ရင် button ကဒီ pick function ကိုခိုင်းလိုက်တယ်ဘာလုပ်မှာလဲ level 1ကိုကျွန်တော် configure oh sorry အရင်ကကျွန်တော် random လေးရှေ့မှာတင်ခဲ့တယ် random object ပြန်ယူမယ်အဲ့ဆိုကျွန်တော် random လေးထည့်လိုက်ဩဟုတ်လားဒီမှာ random random alpha 1 from R A M D O M random from random random နဲ့တော့ I M P O R T P O R T inbox inbox ပါရှိလဲဆိုတော့ S A M P N လေး sample ကိုကျွန်တော်တို့ sample function ကိုကျွန်တော်တို့ဘာလုပ်မလဲ import လုပ် S A M P N လေး sample function ဟုတ်ကဲ့ import လဲ sample ပဲလို့မယ်တော့ရိုးရိုး random လို့တော့ဟုတ်မလား okay အဲ့ဒါဆိုတော့ဒီ pick loader ရှင်မှာ random ကိုဖန်တီးမယ် anyone as name name နန်းကပြောစံပေးရပါဘူးလောင်းလဲဆိုတော့ list ပုံစံပြန်လာပြန်လာပြီးတော့ကျွန်တော်အခန်းနံပါတ်လေးနဲ့တော့အဲ့ဒါတော့ SAN P Alison Bass ဟုတ်လား P Alison Bass မှတ်တပ်ကိုတော့မယ်ဘာလို့ဒီမှာမပြတာ run ထားရတာเนาะဟုတ်လားပြရင်မပြလဲထားလိုက်တော့သူက module အစ်စ်ထဲတဲ့အချိန်မှာတန်းတန်းပြီးတော့လမ်းပြီးတော့မချိတ်တာဟုတ်လားချက်ချင်းလမ်းပြီးတော့မချိတ်တာဘောနော် reflect မဖြစ်တာဖြစ်နေတယ်ဟုတ်လား ဟုတ်လားတခြား ID ဆိုရင်တော့ရတယ်နော် random import sample random import sample obvious sample sample တွေကကျွန်တော်တို့အရင်သင်ခန်းစာတိုင်းကျွန်တော်ဘာလုပ်လဲ ran g range range function range function เนี่ยကျွန်တော်တစ်ကနေဘယ်လောက်တော့40နဲ့6အတွင်းတစ်ကနေ40နဲ့6အတွင်းကိုကနက်ဘယ်နှလုံးထည့်ချင်တာလဲဆိုတော့6လုံးထွက်ချင် Okay ဒါဆိုကျွန်တော် object တစ်ခုဖိုင်နေ I find ထားတဲ့ nan တွေကိုဘယ်ထည့်သွားလုပ်မလဲ level 1 2 3 4 5လောက်သွားလုပ်မလဲလောက်ဆောင်မယ်လောက်သုံးခုနော်ကိုတို့ c ကိုတို့ဖွင့် โอเคခဏလေးတက်ခေါတက်ခေါ enter တော့မလွဲသေးနဲ့နော် enter တော့မလွဲသေးနဲ့ဒါဒီနော်တော့ def function sorry pick function ရဲ့ name ထဲမှာ config က test နေရာမှာကျွန်တော်တို့ဒီ config ကကျွန်တော် test ကိုပဲပြန်ပြီးပြောင်းပါနော် config ကဘာလုပ်မလဲဆိုရင် anyone nas nan ရဲ့ဘာကိုထည့်မလဲဆိုရင်0ခန်းနံပါတ်0ထည့်မယ်အဲပထမဆုံးထည့်ရအောင် number 1မှာထည့်မယ် control c ဒါပဲ control v control V ခဏနေဒါလေးကိုကျွန်တော်နံပါတ်လိုက်ပြောင်းမယ်အခန်းနံပါတ် control V control V ပြီးရင်ရှင်းပြမယ် control sorry control V ကဲဒီမှာဒီနန်းဒီကျွန်တော်တို့ list အနေနဲ့ထွက်မှာဖြစ်တယ် sample နဲ့ထိုးလိုက်တယ်ဒီကဏ္ဍ6လုံး list အနေနဲ့ထွက်တာအပထမဆုံးလုံးကိုနံပါတ် C အခန်းနံပါတ်0ဒုတိယလုံးခန်းနံပါတ်1တတိယလုံးခန်းနံပါတ်ဘယ်လောက်တော့2စတုတ္ထလုံးခန်းနံပါတ်3ပြင်စမာလုံးခန်းနံပါတ်4စတုတ္ထမလုံးကခန်းနံပါတ်5 0ကနေစတာ okay contrast တကြလို့ pick ကိုနှိပ်လိုက်တာ ਨੇ အဲ့လိုပြန်ဒီ pick ဒီဘယ်မှာလှမ်းပြီးတော့ common တော့နေဘူးဘယ် button နဲ့မှလည်းမချိရဘူးနောက်တစ်ခုကျွန်တော်အလုပ်တစ်ခုထပ်လုပ်မယ် pick နှိပ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ဒီကနန်းနေရ level မှာကနန်းနေမှာဖြစ်သွားမှာလေပြောင်းသွားမယ်ပြောင်းသွားပြီးကျွန်တော်တို့အဲ့ကနန်းနေကို bdn အမ် gas bdn ပေါ့နော်ကနန်းတက်ပြီးသွားတဲ့အချိန်မှာ gd gas bdn ဟုတ်လား gas bdn ကိုကျွန်တော်ဘာလုပ်မလဲဆို config ကတော့ C O N အဖိုင်ရပါဒီဒီကောဒီ module ဟာညာပြတယ် configure configure မှာတော့မလုပ်နဲ့ state ကိုလုပ် STA T state ဒီခွဲဘာတွေရှိလဲဆိုရင်သူ့ကို disable လုပ်မှာဟုတ်လားဒီကောင်နှိပ်ပြီးလို့ခဏနေတက်ပြီးသွားတဲ့အချိန်မှာဒီ reset big button လို့ပြောပါတော့ disable လုပ်မှာဒီနေစာ disable တက် okay အခုနကျွန်တော်စစားခြင်းမှာဒီ reset button ကိုမလုပ်တာလဲ disable လုပ်တာ အခုပြောင်းပြန်ဒီကောင်ကို disable လုပ်ပြီးတော့ဒီကောင်ကိုမလုပ် any ပဲလုပ် any ပဲဆိုတာမရှိဘူး normal ပဲရှိ n o n o ခဏလေးနော် ano amia normal ano amia normal okay ano amia normal ဆိုရဲအခြေအနေထားအဲ့ဆိုတော့ဒီ bit button ဒီနှိပ်လိုက်တာ ਨੇ pick လောက်ဆောင်ချက်ဒီ level တွေကိုဒီကနန်းတက်မယ်ပြီးရင်တော့ button သူ့ရဲ့မူရင်း gap button ကိုကျွန်တော်တို့ဘာလုပ်မလဲ disable လုပ်မယ် reset button ကို normal anime ပြန်လုပ်မယ်။ဟုတ်ကဲ့မလား။ gap button မမဒီနေနော်။ဒါဒီနဲ့ချက်လုပ်မယ်။နောက်တစ်ချက် dynamic access နောက်တစ် df တခု။ဟုတ်ရော။နောက်တစ် df function တခုကပါလဲဆိုရင် reset ပေါ့ r e s s e t reset reset function ဒါတွေပဲပြန်လုပ်မှာ။ဟောဒီ nan object ကတော့ကျွန်တော်တို့မယူတော့ဘူး။ပြောင်းပြန်ပြန်လုပ်မှာ။ reset function control v ဗျာ level 1 dot oh sorry ဗျာ sorry ဗျာ sorry ဗျာ control just pay လာဒီကောင်နေနဲ့အတူတူပဲဒီလောက်ပြန်လောက်ပါ reset လောက်လိုက်ဒီကောင်နေဒီတိုင်းပဲပြန်ထားမယ် okay မလား control c control v reset လောက်မယ် reset လောက်ရင်ဒီ test တွေကိုပုံမှန်ခြေနေပြန်ထားမယ်လောဆောင်ခြေတွေလော်လော်လေးနော်ပြင်တော့လို့ကြောင်းပြန်ပြန်လာမယ် reset button ကိုကျွန်တော်ဘာလုပ်မလဲ control c control V ဟုတ်လားသူကြပြောင်းပြန်ပြန်လဲ gap pattern ကိုကျွန်တော်ဘာလုပ်လဲ normal ပြန်ထားမယ် control C control V အောက်က recess button recess နှိပ်ပြန်ကြတော့ recess button သူကိုယ်တိုင်တော့ဘာပြန်လာလဲ disable ပြန်လာဒါပဲဟုတ်လားအဲ့ဒါကျွန်တော်တို့ရဲ့ application လေးပြီးသွားပြီးသားနေတဲ့ချိန်မှာကျွန်တော် beginner နားလောဒီဒီ share နဲ့ comment လေးထည့်လာအောင်ဟုတ်လားဟုတ်ပြီနော်ဒီကောင်းနေဒီထိတ်ကောင်းနေကျွန်တော်ဘာလဲဆိုရင် widgets WINDGTS widgets ဒီကနေဒီကျွန်တော် widgets ပိုင်းဆိုင်ရတယ်လောက်လိုက်တယ် UI element တွေကိုကျွန်တော်တို့ပါတော့ window ထဲကို access လုပ်လိုက်တယ် okay မလားဒီကိကျွန်တော်တို့ window ထဲကိုပါလုပ်လိုက်တော့ access လုပ်လိုက်တယ်ဒီက grid ဒီနောက်တစ်ခုကျွန်တော်တို့ဒီမှာပါလုပ်မလဲဆိုရင် status ပေါ့ဗျာနော်ဒီကောင်ကကျတော့ status initials လေး status lottery လေးတွေပေါ့နော်အဲ့လိုပဲနာမည်ပေးလိုက်မယ်နော် STA TIC status PRO PERTY property ပြောင်း PER TIES property လို့ပေးထားတယ်ဟုတ်လားဒါဒီတိုင်းကျတော့ကိုယ်လေးဖတ်လို့မလို့ဘူးလားဟုတ်လားဒါဒီ static property တယောက်ကကောင်းနေရတော့တော့ဘာဖြစ်မလဲဆိုရင် dynamic model ဒီကောင်းကြ INI TI အရင် initial initial value တွေ VAN U value initial value တွေနော်ဒီမှာနော် initial ကကြိုပြီးတော့တန်ဖိုးတွေ assess လုပ်ထားတာလေဒီပုံစံလေးအော် okay ဒီဒီဒီ deck pick ဟုတ်လား pick ကကြတော့ဘာလဲဆိုတော့ dynamics property MIC dynamics ဟုတ်လားဒီ code အတွင်းဒီကျွန်တော်တို့ဘာလဲဆိုတော့ dynamics property PR P E R T R E S properties dynamics property ဒီ code တွေနောက်တစ်ခုဒီ main window လေးကျွန်တော်မပြီးသေးဘူးနော်ကောက်ကမပြီးသေးတော့ကျွန်တော် comment ဟာရေးခြင်းလေ S U S T A T I Y social window ဒါကကျတော့ကျွန်တော်တို့ window မလုံးမနေရဟာလေ W I N D O W window โอเคมั้ยအဲ့လိုလိုကဲဒီလို comment လေးနဲ့လွှဲရတော့ကျွန်တော်တို့ကုန်လေးဖတ်လို့မလွယ်ဘူးလားဟာရောင်ဒီကနေဒီတိက widgets ပိုင်းဆိုင်ရာတွေဟာဒီကနေဒီတိကသူက static property ကို asset လုပ်ထားတာဟာ assign လုပ်ထားတာဟာဒီကောင်းเนี่ยဒီကောင်းเนี่ยအရင်ဆုံး initial value တွေကိုထည့်ပြီးတော့ထည့်ထားတာဟာဒီကောင်းကကျွန်တော် dynamic property ရယ် dynamic property ရယ်ကျွန်တော်တို့ method တွေကိုသတိထား function တို့တတိတိုင်းပါကြည့် df create ပဲလုပ်တာကပြန်ပြီးတော့သုံးတဲ့ function ပါမပါသေးဘယ်လိုသွားလဲဆိုတော့ button နဲ့လန့်ချိန်ပါလေ button နဲ့လန့်ချိန်ပါဆိုတော့ and account ဒီနားမှာလာ တစ်ချက်ခေါင်းရှင်းသွားအောင် gas pattern နဲ့ reset config ကိုကျွန်တော်တောင်းမယ် control c control v ဟုတ်လား config 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 မှာတော့ဘာမှ state state တွေမလုပ်တော့ဘူးဘာထည့်မလဲဆို command c o m m a n d command ကျွန်တော်ရှေ့မှာပေးခဲ့တယ်လေ command မှာဘာလို့ gas button ကိုကျွန်တော်ဘာလို့မလဲဆိုရင် pick ဒီ name လေးနဲ့နော်ဒီ function name တတိထား function name ကိုကျွန်တော်တို့ပေးမှာ gas button မှာ pick ဟုတ်ကဲ့မနော် recess button မှာတော့ပါနော် recess ပဲလေဒါပဲအဲ့လိုလောလိုက်တာနဲ့ကျွန်တော်တို့ button လေးဒီမှန်မှန်ကန်ကန်အဲ့လို copy ပေးရတကယ်ကျနေရာတော့မကောင်းလို့ကျွန်တော်ကုတ်ရေးရတာဒီနားမှာပြိုင်နေမြင်မြင်လေး video file နဲ့တက်တာအောင်ကျွန်တော်ဒီတိုင်းလောက်တာတကယ်ကျတော့ရေးတာကောင်းတယ် ISCT recess ID တွေမှာဆိုရင်ကိုထည့်ကိုထည့်ထားတဲ့ method name လေးနဲ့ပြပေးတယ်ဒီခါတိုင်းကောင်းလုံးနိုင်အဲ့ဒါဆိုကျွန်တော်တို့ရဲ့ program တွေရပါဖြစ်သွားတယ်အဆင်ပြေသွားပြီ okay မနော်ပြီးရင်တော့နောက်ကောင်းတဲ့ကနေမှာ run ကြည့်မယ် okay thank you ပြန်